ဖရဲဆိုတာပါလေမင်းတဲ့ everything is in transition နဲ့အရာရာတိုင်းဟာအကူပြောင်းတဲမှာရှိနေပါတယ်အကူပြောင်းကို စကူမကူကာလာလို့ပြောလို့ရမယ်ထင်ပါတယ်ဘိုးလဲရောက်နိုင်တယ်ဒီလဲရောက်နိုင်တယ်အမျိုးမျိုးဖြစ်သွားနိုင်တဲ့အခြေအနေပေါ့ဒီလိုအခြေအနေမှာလုတ်တဲ့လုတ်ထိုက်တာတွေလုံရင်းသွားရမယ်ခကြီးကိုအာယုံစိုက်နေတာကောင်းပါတယ် အင်ဟောင်းကိုတော့ဖျက်နေတယ်အိမ်သစ်ကိုတော့မတရားသေးဘူးဘလို့အိမ်သစ်စောက်မလဲဆိုတာကိုတော့စိတ်ကူးထဲမှာမှန်းဆကြည်ထားပြီးပြီဒါပေမဲ့အသေးစိတ်ဘလို့စောက်ရမယ်ဆိုတာမြင်ကွင်းမရှင်းကြသေးဘူးအိမ်သစ်ရဲ့ဒီဇိုင်းက Federal Democracy Democracy ဆိုတဲ့စကားလုံးကိုနားယူဝအောင်ကြားပြပါပြီ Federal ဆိုတာအသစ်မဟုတ်ပေမဲ့ Democracy လို့ သိပ်ပြီးကြားရဖန်များလွန်းတဲ့ဩဟာရတော့မဟုတ်ပါဘူးဖရဲဆိုတာကို ခဏခဏကြားဘူးနေပေမဲ့တကယ်ဂကနာနာရှင်းရှင်းလင်းလင်းအနတ်တဘောကိုတာမန်လူလူက နားလည်သေးမယ်မထင်ပါဘူးရောင်ဝါရောင်ဝါပဲပြောပါလိမ့်မယ်ဒီတော့ဖရဲဆိုတာကို လူပိန်းနားလည်အောင် ပြောဖို့လိုပါသေးတယ်ဒီတော့ဖတ်တဲ့သူက လူပိန်းဖြစ်သွားရောအဲအဲ့ဒီလိုလေမဟုတ်သေးဘူးလေ Federal Federal ဆိုတာ လက်တင်ဘာသာစကားမှာဘလူအဲ့ဒီကနေဘလူစင်းတက်ပြီးဘလူဖြစ်တည်လာတယ်ဆိုတဲ့ဝီကီပီဒီယာနှိုက်ရတာတွေမလုပ်လို့မြန်မာကိုမြန်မာဘာရှင်းနဲ့ငပိနဲ့ထွက်အောင်ရှင်းကြပါလေအနောက်တိုင်းဇော်မနန်မြန်မာဇော်နန်းစီရမယ်ပေါ့ Federal ဆိုတာကိုဖောက်ထုတ်ကတ်တဲ့ ဖတ်ရတယ်လို့ဆရာတယောက်ကပြောဘူးပါတယ်အချောင်းကတော့ဒိုးအားလုံးဖတ်ထားရမယ်ပေါ့အချို့ကရေးပါတယ်ဖဲတရဲတဲ့ဒါကမဟုတ်သေးဘူးဖဲဆိုတာတယောက်ကိုတယောက်တွန်းဖဲတာတွန်းဖဲရင်ကွဲသွားမှာပေါ့ခြားသွားမှာပေါ့အဲ့ဒီလိုမဟုတ်ဘူးဖတ်ရယ်ဖဲတရဲမဟုတ်ပါဘူးဒိုးအားလုံးဖတ်ထားကြမယ်နော်ဒါဆိုလူပိန်းနားလည်နိုင်မယ်ထင်ပါတယ် နောက်တစ်ခုရှိပါသေးတယ်။ခမရတို့တိတ်ချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကြီးပြောတာပါ။သူကဖက်ဒရယ်လာယူနီယံလာဆိုတဲ့မြမတွေနားမယင်သေးတဲ့စကားကို နိုင်ငံရေးဆွေးနွေးပွဲမှာနားရှုပ်မှဆိုလို့တခါတည်းရှင်းပြလိုက်ပါတယ်။ဖာဖယ်ရယ်ဖာယူနီယံတွေ ပြောမနေနဲ့အဲ့ဒါကအင်္ဂလိပ်လိုမြမလိုပဲတိုက်ရိုက်ပြောမယ်ပြည်တော်စုတဲ့ပြည်တွေကိုထောင်ပြီးစုထားတာပြည်တော်စုပေါ့ တာရေးဆရာကြီးဦးအောင်သိန်းပြောတဲ့ပြည်မျိုးကထောင်ထဲမှာစုထားတဲ့အကျဉ်းသားတွေမဟုတ်ပါဘူးပြည်တော်စုပြည်တော်စုပါဒါကြောင့်ဖက်ဒရယ်ဆိုတာကိုပြည်တော်စုစနစ်လို့နားလည်နိုင်ပါတယ်ဒါဆိုရင်လူကြားသူကြားတဲ့နည်းနည်းအားလို့ရပြီပေါ့အခြေခံအ낵၃ချက် ပါရဲဆိုတာကိုအနက်ဒိပ္ပယ်ချဲ့ရရင်အခြေခံအဖြစ်အနက်၃ချက်ပဲရှိပါတယ်။အဲ့ဒါအဓိကပါပဲ။အဲ့ဒါကိုကောင်းကောင်း နားလည်ရင်အဆင်ပြေပါပြီ။ဒီအနက်ဒိပ္ပယ်၃ချက်ကိုရှင်းပါမယ်။နံပါတ်၁အာနာခွဲဝေရေနံပါတ်၂တယံဇာတအရင်းမြစ်ခွဲဝေရေနံပါတ်၃အခွန်ပါနာခွဲဝေရေဒါကို အင်္ဂလိပ်လိုနည်းနည်းဖလှယ်ရမယ်ဆိုရင် power sharing resource sharing task share တွင်ဒါဆိုရင်ရပါပြီဒီနေရာမှာဒီအချက်၃ချက်ကိုအကျဉ်းဆုံးထပ်ရှင်းပါမယ်အာနာခွဲဝေရေးဆိုတာဘာပါလဲအာနာဆိုတာနိုင်ငံတော်ကိုအုပ်ချုပ်စည်းမံခံကွယ်နိုင်တဲ့အာနာကိုဆိုလိုတာပါပါရစ်နဲ့မှာအာနာကိုတဦးတယောက်တစုတစ်ဖွဲ့တပါတီအစိုးရတစ်ခုတည်းကမောင်းပိုင်စည်းလို့မရပါဘူးကိုပိုင်စည်းလို့လည်းမရပါဘူးဦးပိုင်စည်းလို့လည်းမရပါဘူး ဥပိုင်စီးရင်တော့ဘယ်တော့မှ ပြန်မရတော့ဘူးပေါ့ဒီတော့စုဖွဲ့ထားတဲ့ပြည်နယ်တွေက အာဏာတွေကိုတီချခွဲဝေ ခြင်းတုံးတာဒါဟာဖက်ဒရယ်ပါဒီမှာဖက်ဒရယ်ဒီမိုကရေစီလို့ပြောတယ်မဟုတ်လားအဲ့ဒီခွဲဝေခြင်းတုံးထားတဲ့အာဏာတွေမှာဘလို့အာဏာတွေပါပါတယ်ဒါကိုဒီမိုကရေစီနဲ့ချိတ်ဒီမိုကရေစီမှာအာဏာမန်တိုင်တုံးရရှိတယ်မဟုတ်လားဒါနဲ့ တိုးချဲ့ချိတ်လိုက်ပေါ့နံပါတ်1အုတ်ချုပ်ရေးအာဏာနံပါတ်2ဥပဒေပြူရေးအာဏာနံပါတ်3တရားစီရင်ရေးအာဏာဒီမန်တိုင်း3ရက်နဲ့ချိတ်ကြည့်ပါဒါဆိုရင်ရှင်းပါပြီဖရယ်ဆိုတာပြည်တော်စုစနစ်ဖြစ်ရမယ်စုဖွဲ့ထားတဲ့ပြည်နယ်တွေဟာဘ ਹੁ အစိုးရတရက်သေးကိုအာဏာစုပြုံပြီးမောင်းပိုင်စည်းမခံဘဲနဲ့ ပြည်နယ်လိုက်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးကိစ္စတွေကို ခွဲဝေမျှဝေကျင့်သုံးတဲ့စနစ်ကိုဖက်ဒရယ်လို့ခေါ်ပါတယ်။ဒါဆိုရင် အချုပ်တစ်ခုရပါပြီ။တရားဇာတခွဲဝေရေးဆိုတာပါပါလေ။ဒီနေရာမှာပိုပြီးပြည့်စုံခြင်းရင်တော့အရင်မြစ်ဆိုတာလေးပေါင်းထည့်လိုက်ပေါ့။တရားဇာတအရင်မြစ်ပေါ့။တရားဇာတခွဲဝေရေးဆိုတာလည်းရှင်းပါတယ်။ တိုင်းပြည်တွင်းမှာနေမြေလိုက်ပြည်နယ်လိုက်တင်ဇာတထွက်ရှိတာတွေမတွေ့ပါဘူး။နည်းနည်းဥပမာထုတ်ပြောပါမယ်။ကချင်ပြည်နယ်မှာကြောက်စိမ့်တွေထွက်တယ်။မန္တလေးမိုးကုတ်မှာတော့ဗရမားတွေထွက်တယ်။ရှမ်းပြည်နယ်ဘော်ဆိုင်မှာတော့တထုတွေထွက်ပါလေ။အရာဝတီတနင်္သာရီတိုင်းမှာတော့သဘာဝတန့်ငွေတွေထွက်တယ်။ကရင်ပြည်နယ်မှာတော့ဒီအားလျက်စစ်တွေထွက်တယ်။စကိုင်းတိုင်းထပ်ပိုင်းမှာတော့ပရင်ရွှေနဲ့ စ်တွေထွက်ပါတယ်။ရန်ကုန်မှာတော့လူတွေထွက်တယ်ပေါ့လေ။ဒီနေရာမှာလူကိုလည်းလူသားတယံစာတာလို့ပြောလို့ထက်ပြစ်လိုက်မိဗျာ။ဒီလိုဒီလိုတယံစာတာတွေဘိုးဆိုးရတခုတည်းကမောင်းပိုင်းစီးထားတာမျိုး မဖြစ်ရပါဘူး။လူမျိုးစုတစုတည်းကအုပ်စုကြီးလို့ငါတို့ကမောင်းပိုင်းစီးမယ်၊ဥပိုင်းစီးမယ်အရုတ်တူတဲပဲယူမယ်ဆိုတာမရဘူးလေ။ကြရတဲ့ချက်၊ကရင်တဲ့ချက်၊ကချင်တဲ့ချက်၊ရှမ်းတဲ့ချက် ရခိုင်တစ်ချက်မွန်းတစ်ချက်ချင်းတစ်ချက်ပါပဲဗမာတွေကမပေးနဲ့သူတို့ကယူတာများနေပြီးဒီလိုများများဒါတာခွဲဝေအကျိုးခံစားခြင်းကို ခေါ်ပါလေဒါကြောင့်ဖရယ်ဆိုတာကို ပြောရင်ဒန်တူညီမျှခြင်းဆိုတာကိုထက်ထက်ပြောတာကြားဘူးမှာပေါ့နောက်တစ်ခုထပ်သွားပါမယ်အခွန်ခွဲဝေခြင်းဆိုတာပါပါလေဒီနေရာမှာငွေကြီးလို့သုံးနှုံးတာသိချင်ရင်တော့ဘာနာဆိုတဲ့စကလုံးလေးပါ ပေါင်းထည့်လိုက်ပေါ့အခွန်ပန်နာခွဲဝေခြင်းပေါ့တိုင်းပြည်ထဲမှာနေရာတိုင်းကအခွန်ရနိုင်ပါတယ်တကယ်ကောက်နိုင်ရင်လူခွန်တောင် ကောက်လို့ရပါသေးတယ်ထားပါတော့ဒီနေရာမှာမာစီဝါရေးလုပ်ငန်းတွေကနေရတဲ့အခွန်ကုန်သွယ်ရေးမှာရတဲ့အခွန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေရနေတဲ့အခွန်တယံသာတဒုဖို့ရောင်းခြင်းတွေကနေရတဲ့အခွန်ကျောင်းမရတနာရောင်းချခြင်းတွေကနေရတဲ့အခွန် ဝင်ငွေကုန်၊ကုန်သွယ်ကုန်၊မြေကုန်၊မီးကုန်စသဖြင့်ပေါ့ဒီနေရာမှာဘယင်ကဥပ္ပဝုရဲ့ပညာကိုစမ်းသပ်ခြင်းလို့လေးခွန်စားစေလို့ပြောလိုက်ပါတယ်မြစ်ထဲမှာရွက်လွင့်တဲ့တငါလှေတွေကို အခွန်ကွာတောက်သွားကောက်တာတော့မလုံးနဲ့ပေါ့တော့ကြလေးလေးရင်တောင် အခွန်ကောက်နေအောင်ပဲဒါဆိုရင်တော့အီးပေါက်ခွန်ပေါ့မင်းတဲ့